Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့မလာရှန်ကောကောင်းကောင်းကြိုက်သူတွေအတွဲအကုန်ချနဲ့တက်တာပြီးတော့အရသာရှိရှိအိမ်မှာချက်ပြီးစားလို့ရမယ်မလာရှန်ကော channel လေးကိုဝင်မြတ်ပေးချင်ပါတယ်အားလုံးပဲကြော်စစ်နဲ့ဒူလိုက်ပြီးတော့ချက်စားလိုက်ကြအောင်เนาะอืมကြက်စားလို့ကောင်းပါတယ်ပူပူလေးဆိုပူပူလေးစားကောင်းတယ်อืม ကဲဒါကတော့ကျစစ်မာလာရှန်ကောချက်ဖို့အတွက်ပြင်ဆင်ထားတာတွေပေါ့နော်အရင်ဆုံးအနေနဲ့ကျစစ်ကဒီအသားလုံးလေးတွေကိုထည့်ပြီးတော့ကြတော့ပြုတ်ပေးပါမယ်ဒီနေရာမှာကိုကြိုက်နှစ်သက်တဲ့အသားလုံးအစုံကိုလည်းတုံးပြီးပြုတ်လို့ရတယ်ပေါ့နော်ပြီးရင်တော့ဒါကတော့ကြက်သားကျစစ်ကတော့အသားကိုကြက်သားတစ်မျိုးပဲတုံးထားပါတယ်ကိုကြိုက်နှစ်သက်ရအသားကိုလည်းပြုတ်လို့ရတယ်ပေါ့နော်ကြက်သားပြုတ်တယ်ပြီးသွားရင်ပင်လယ်စာအစုံလေးတွေကိုထည့်ပြီးတော့ကြတော့ပြုတ်ပေးလိုက်ပါတယ် အိမ်မှာအလွယ်တကူနဲ့ချက်ပြီးစားမှဖြစ်လို့ကျစစ်ကလွယ်လွယ်ကူကူလောက်ထားရဲပေါ့နော်ပြီးရင်ဒါကတော့ခောက်ဆွဲလေးတွေကိုထည့်ပြီးတော့ကြတော့ပြုတ်ပေးပါတယ်ပြီးသွားရင်တော့ကျစစ်တို့အသီးရွက်ကိုတော့ကျစစ်ကကိုကြိုက်နေတတ်တဲ့အသီးရွက်ကလေးရဲ့အမှုလေးတွေကိုထည့်ပြီးတော့ကြတော့ပြုတ်ပေးထားပါဗျ။ ကဲအားလုံးပြုတ်ပြီးတော့ကြတော့ဆက်ထားပေးပြီးရင်တော့စပီချက်ဖို့အတွက်ကိုတက်တွင်ပြူနဲ့ဂျင်းနဲ့ကိုကျွန်တော်တို့အရင်ဆုံးစီတက်ပေးလိုက်မယ်ပြီးရင်တော့မာလာအနှစ်ကလေးထည့်ပေးမယ်ပေါ့နော်မာဒီမာလာအနှစ်ကလေးကကြတော့သူကအခဲလိုက်ကလေးကိုမှလေသူကဒီလိုမျိုးလေးပေါ့နော်မှွေလိုက်တဲ့အခါကျလို့ရှိရင်ငေုပ်သီးပတ်လေးကြီးလည်းထွက်လာပြီးအနံ့မွမွေလေးနဲ့ပေါ့နော်အရသာလေးလည်းသူကအသင့်အတင်ပေါ့နော်စားလို့ကောင်းတယ်ပေါ့နော်ထပ်ပြီးတော့ကြတော့ကျွန်တော်တို့အရင်ဆုံးအရသာထပ်ပြီးမလိုက်သေးပဲနဲ့အရင်ဆုံးမာလာအနှစ်ထဲကိုပဲကျွန်တော်တို့စက်သားထည့်ပေးပါမယ် ကြသားနဲ့ဒီအနစ်နဲ့အားလုံးပေါက်ပြီးစီပေါက်လာပြီးဒီလုံပေးလိုက်မယ်။ကဲကြသားထည့်ပေးပြီးသွားရင်တော့ကျွတ်စစ်တို့ဒီမှာပင်လယ်စာလေးတွေထည့်ပေးမယ်ပေါ့နော်။ပြီးရင်တော့ကျွတ်စစ်တို့အသားလုံးလေးတွေထည့်ပေးပါမယ်။သားလုံးလေးရောအားလုံးနှံ့သွားပြီးရောစီပေါက်လာပြီးဒီလုံပေးလိုက်မယ်။ပြီးသွားရင်တော့ကျွတ်စစ်တို့နောက်ဆုံးမှာခောက်ဆွဲရယ်ပြီးရင်အရွက်အစုံရယ်ပေါ့နော်ထည့်ပေးလိုက်ပါမယ်။ကဲပြီးရင်တော့ကျစစ်တို့အားလုံးနှံ့သွားအောင်ပေါ့နော်တေချာလေးမှွေပေးလိုက်ပါမယ်။ ဒီ channel လေးကတော့ကျောစစ်တို့အိမ်မှာအလွဲတကူကျောစစ်တို့ချက်ပြီးစားလို့ရတယ်ပေါ့နော်မာလာအနစ်ကကျောစစ်တို့တစ်မျိုးနဲ့တစ်မျိုးနဲ့အရသာမတူရဲ့အတွက်ကြောင့်မလို့အရင်ဆုံးအရသာမြီးပြီးကန်ကြမှာလူမပဲအရသာလိုက်မယ်ပေါ့နော်ဘာလို့လဲဆိုတော့တချို့အရသာအနစ်တရားကြတော့တခါတည်းအရသာအချို့ငန်တက်ပါပြီးသားဆိုတော့ထပ်လိုက်လိုက်ရင်ငန်းသွားမှာစိုးလို့ပါကျစစ်ကတော့အားလုံးနဲ့တော့အောင်တေချာလေးလုံးပေးပြီးတော့ကြတော့အရသာလေးအနေငယ်နှီးကြည့်လိုက်ပါတယ်။ အရာတာအတွက်ကိုတော့ကျွန်စစ်လိုအပ်မဲ့ထင်တယ်ဒီရာတာမုံလေးရဲ့စားလေးရဲ့အနှဲငယ်လေးထပ်ပြီးတော့ကျွန်တော်ထည့်ပေးလိုက်ပါတယ်။ကဲအခုဆိုလို့ရှိရင်တော့ကျွန်စစ်တို့မာလာနဲ့မှုမွေးလေးနဲ့ပေါ့နော်မာလာရှန်ကောပူပူလေးရပါပြီ။လွယ်ကူရိုးရှင်းပြီးတော့ကြတော့အရာတာအရန်ရှိတာဖြစ်လို့အိမ်မအလွယ်တကူလှုပ်ရှားကြည့်ဖို့ဝင်မြပေးလိုက်ပါတယ်။ကျွန်စစ်ကတော့အိမ်မတငယ်ချင်းနဲ့စားမှမလို့ထုံးစံအတိုင်းပဲနှစ်တဲခွဲပြီးတော့ကြတော့ချက်တယ်ပေါ့နော်။အဲ့တော့ဒီမှာကျော်စစ်နဲ့ဘလတ်နဲ့ပေါ့နော်ဒီမှာမာလာရှန်ကောဆက်ပြီးတော့ကြတော့စားတာပါ တော့အားလုံးပဲစားပါအောင်ခင်ဗျာလို့ဆိုပူပူလေးဆိုတော့ဒီမှာမလာချမ်းကွာပူပူလေးကြက်ကြက်ချင်းပေါ့နော်ဒါတော့အိမ်မှာအလွယ်တကူလုပ်စားလို့ရတဲ့နည်းမျိုးလေးပေါ့နော်ဒါမျိုးလေးချက်စားကြည့်ပါချက်ကြပါဦးอืมဒါဟုတ်ပါလားငါဖဲလုံးလားอืม อืมအဲငါဖဲလုံးရဲ့ပြုံးရဲ့ဒီပွဲလေးတွေ ပြပွဲရဲ့ကြက်သားရဲ့ပေါ့နော်လက်မှုအိမ်မှာလွယ်တူလုပ်ပြီးစားလို့ရရဲ့အနှစ်ကကြတော့ကျော်ကျော်ပြည်မိတ်အနှစ်ကိုပဲတုံးလိုက်တာပေါ့နော်အဲ့ဒီနေ့နေ့လေနော်တော့စားမယ်ဆိုလည်းမြင်ရတယ်အခုပြောပြအောင်မယ် bless နဲ့ကိုကျော်စင်းနေရောကြာလေတွေ့လို့ရှိရင်လူမားကြရနော်မားကြရနော်ကိုကျော်စင်းကိုကြာ bless ခေါ်တယ် bless ကိုကြာကိုကျော်စင်းခေါ်တယ်အဲ့လိုလည်းရှိတယ်ဒီခေါင်းမှမအောင်နေရာတွေ့ပြီးတော့ကြာတော့စားပြလိုက်တာအစားပြကြပြီနော်နေရာတွေ့ပြီးတော့ ကျွေးရတာပေါ်ဒီမှာစားကောင်းတယ်စားကောင်းတဲ့သူမှန်းစားပါတယ်ဒီမှာကျတော့ black အိမ်မှာလိုက်စားလိုက်ကျော်စိတ်အိမ်မှာချက်ကျွေးလိုက်ခဏခဏ blog ရမြေပြနေတာနော်ဟိုတည်းနေရသူအိမ်မှာစားကြသေးရဲ့မလာချန်ကုန်းတို့ဒီလိုဆိုးဆိုးလေးပူကြတယ်ตรงนั้นมันยาวอืมเดี๋ยวก็ซะ tapas though. Mm. အထုတ်လဲရမ်းမများဆက်လဲရမ်းများနော်တော်ပဲတကယ်စားလို့ကောင်းပါလေပူပူလေးဆိုပို့ပြီးစားကောင်းတယ်အေးရင်သွားစားမကောင်းဟုတ်တယ်မာလာရှန်ကောလို့ပါရပါလေကျွန်တော်အားကြောင့်မလို့ဟိုစိုင်မာစားရင်ပိုကောင်းတယ်လို့ပြောတာဟိုပူပူလေးဆိုလို့ရှင်ပို့ပြီးတော့ဈာစားလို့ကောင်းတယ် Y lên nè ừ. Xe gì Xe Ừ. Ok ok ok. Ừ. Nhưng mà thêm mấy lượt em mà mà ra ngoài ra này đã. Ừ. မြများစားမယ်နော်မြများစားအဒီနေ့ကတော့ကျောစကတာအိမ်မှာပေါ့နော်မမလာရှန်ကောချက်ပြီးစားပြတာ bless နဲ့လည်းမစုံနာကြပြီဆိုတော့ကြတော့ဒီနှစ်ယောက်တွဲပြီးတော့ကြတော့စားပြပေးရပါနော်အဒီနေ့ blog လေးကိုတော့ဒီမှာပဲရေးလိုက်တော့မယ်နောက် blog မှာကျောစတို့နဲ့အတူပြန်ပြီးတော့ကြတော့တိတ်ဆုံကြပါမယ်ခင်ဗျာတက်တာပါ